ွန်လ17ရက်ဗုဒ္ဓဟူးနေ့အတွက်မလုဝတာခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်လာတဲ့အပူပိုင်းမောင်းနိုင်ငယ်ဝမ်းရည်တရားမှုကြောင့်ဒီကနေ့ဇွန်လ17ရက်နေ့မှာ ပြည်ဦးလွင်တာချီလိန်နဲ့ရှမ်းပြည်ရှေးပိုင်းဒေသအချို့မှာမုံများနိုင်မှာဖြစ်ပြီးတောင်ကြီးမန္တလေးဘောလိုက်ခဲဖားဆောင်မျိုးတို့မှာမိုးအသင်းတင်ရွာနိုင်ကချန်ပီယံနေ့တိုင်းတွင်မှာတော့မိုးအနှင်းငယ်ကနေမိုးအသင်းတင်ထိရှုံရွာနိုင်တယ်လို့မိုးလူဝတာပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ် ဘင်္ဂလားပင်လယ်အော်မှာအကောင်းလာတဲ့လေပြင်းရည်ရေဝန်းနဲ့မုတ်တုံးလေတို့ရဲ့အချိန်သက်ရောက်မှုကြောင့်ရခိုင်ကန်ယိုရန် AOR မြဝကြမောကန်ယိုရန်နဲ့မွန်တနင်္လာရီကန်ယိုရန်ဒေတာတွေမှာမုံများနိုင်ပါတယ်။ဆိုရင်ရေအမှန်နေရောက်ရှိနေတဲ့မြေကဘာခြောင်ကဘာအနေနေထိုင်သူတွေအနေနဲ့သက်ဆိုင်ရာဒေတာလိုက်နေရာကွက်ပြီးမိုးသည်ထန်နိုင်တာကြောင့်သတိပြုစောင့်ကြည့်နေထိုင်ကြဖို့ကိုလည်းမိုးလူဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ ဒီကနေ့ညနေအထိကချင်ပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာကျကျဲရှမ်းပြည်အရှေ့ပိုင်းကရနီကယားပြည်နယ်မကွေးတိုင်းတို့မှာနေရာဆိတ်ဆိတ်နဲ့ကျန်းပြည်နယ်နဲ့တိုင်းတွင်မှာနေရာနယ်ပြားမုတ်ထချုံရွာနိုင်ပြီးရွာရန်ရှောင်းလုံးပြည့်ဖြစ်ပါတယ်။ကရင်ပြည်မွန်ပြည်ရှမ်းပြည်တောင်ပိုင်းနေပြီးတော့မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရဝတီတိုင်းနဲ့သရဏာတိုင်းတို့မှာနေရာကွက်ပြီးမုတ်ကြီးနိုင်ပါတယ်။